Joel, oh, 耶，撸撸带棍耶，好奈呀咩！嘿，嘿，嘿、mm，嘿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 ！啦嘿，嘿， ်မင်္ဂလာပါရှင်ဖက်ဒရယ် FM ကိုနားဆင်နေကြတဲ့သောတာရှင်တွေအားလုံးကျန်းမာချမ်းသာကြပါစေအခုကျမတို့ဖက်ဒရယ် FM ရဲ့ရေဒီယိုအစီအစဉ်တွေကို Greeny ပြည်မှာ90.2 MHz 90.2 MHz နဲ့ Federal FM Facebook page နဲ့ YouTube ကနေထုတ်လွှင့်ပေးသွားမှာပါ Federal FM ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကို Radio တိုင်းကနေဆိုရင်ညနေ6:00နာရီကနေည7:00နာရီထိ90.2 MHz မှာဖမ်းယူနိုင်စနိုင်ပါတယ် ီနေ့ညထုတ်လွှင့်ချက်တွေကိုတော့ရေဒီယိုမှာမနက်ဖြန်မနက်7:00နာရီကနေနေ့လယ်7:00နာရီထိမှပြန်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်။အစည်းအဝေးကိုမကြေညာခင်မှာအသိပေးကြနာရှိပါတယ်။လွိုက်ကော်ဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးကိုမြေပြင်စီအခြေအနေအရအသုံးပြသွားလာတာမပြုတ်လောက်ကြဘူး။ ဂရင်းဒီမျိုးသားများကာကွယ်ရေးတပ် KNDF ကအများပြည်သူထံကိုအသိပေးထားပါတယ်။ဒါကြောင့် Federal Fan ပြည်သက်တွေအနေနဲ့အသွားလာကိယူဆိုင်ဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရေးအသိပေးတာသတိပေးတာတွေကိုလိုက်နာကြဖို့အသိပေးကြပါတယ်။90.2 megahertz အားလုံးရဲ့အတန်း Federal FM 90.2 ဒီနေ့မြန်မာတက္ကရာ1389ခုတစောင်းမုံလာဇန်73ရက်2025ခုနှစ်နိုဝင်ဘာလ3ရက်တနင်္လာနေ့ဖက်ဒရယ်ဖမ်ရဲ့အစီအစဉ်တွေကိုကျမဝါစုကတင်ဆက်သွားမှာပါဒီနေ့ဖက်ဒရယ် FM ကနေဖက်ဒရယ် FM နေ့စဉ်သတင်းငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တန်တွေဆွေနွေဦးကပြားနဲ့အာရောချန်ကျမရဲ့အစီအစဉ်ကနေသွေးတို့ယောဂအကြောင်းစတာတွေကိုတင်ဆက်ပေးဖို့ပြင်ထားပါတယ် FM 90.2 MHz Federal FM ကိုနားဆင်နေရတာပါအခုပထမဆုံးအနေနဲ့ Federal FM ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးကြပါမယ်ဧဘာသာစရိစမောဝဒကုတရာမင်္ဂလာပါဒီနေ့တော့မိုးစပါးရိတ်ချေအဖြစ်မိုးကြုံလိုက်တဲ့တွင် အာဇာနီကောင်းမှာကွေလွန်သူတွေအတွက်အောက်မေ့ဖွဲ့ရာဆုတောင်းပွဲပြုလုပ်တဲ့တဲ့နဲ့တစိမ့်တုံအတုလုပ်ပြီးငွေအလဲတုံးစားလုပ်မှုအပါအဝင်ပြစ်မှု၅ခုနဲ့ကက်ဘလူပအဖအခွန်အရာ၈ခုကိုဖမ်းဆီးထိန်းသိမ်းထားတဲ့တဲ့စရက်ဖက်ရဲ့အဖန်ရဲ့ဒီနေ့နိုဝင်ဘာလ၃ရက်နေ့အတွက်နေ့စဉ်တဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ ဖိလီပင်နယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြည်အာနေရဝန်နဲ့အရှိဖက်ကလာတဲ့လေပွေလိုင်းတို့ရဲ့အရှိန်ကြောင့်ဂရီနီပြည်အပါအဝင်တိုင်းနယ်ပြည်နယ်ဆက်တခုမှာလေပြင်းတိုက်ခိုက်တာတွေနဲ့နေရာကွက်မိုးကြီးတာတွေဖြစ်နိုင်တယ်လို့အန်ယူဂျီလူသားချင်းစာနာထောက်ထားရင်းနဲ့ BNDA ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတည်င်းထုတ်ပြန်ထားပါတယ်။အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေဖြစ်နိုင်တဲ့အတွက်ဒါဟာမိုးစပါးရိတ်သိမ်းချိန်မှာအပြည့်မှုအဖြစ်ကြုံတွေ့နိုင်တယ်လို့ဝန်ကြီးဌာနရဲ့ဒီနေ့နိုဝင်ဘာလ3ရက်နေ့ကစပြီး နိုဝင်ဘာလ9ရက်နေ့အထိရဲတပ်တပတ်မိုးလေဝသခန့်မှန်းချက်မှာဖော်ပြထားပါတယ်။ဂရီနီပြည်အပါအဝင်တိုင်းနယ်ပြည်နယ်14ခုမှာအခုတပတ်အတွင်းကွက်ကြားမိုးအပြင် နေရာစစ်စိတ်မှ နေရာအနက်အပြားမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့လည်းဆိုထားပြီးတော့ဂရီနီပြည်မှာမိုးစပါးတွေစတင်ရိပ်သိမ်းနေပြီးအခုရက်ပိုင်းကွက်ကြားမိုးရွာသွန်းမှုကြောင့်တောင်သူတွေတတိထားတင်တာဖြစ်ပါတယ်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ဒီနေ့နိုဝင်ဘာလ3ရက်နေ့အတွက်မိုးရေချိန်ခန့်မှန်းချက်အရာ ။ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့မွန်ပြည်နယ်မှာနှစ်လက်မနဲ့အထက်သုံးလက်မခန့်ရောက်ရှိနိုင်ပြီးတော့ဂရီနီပြည်ကတော့တစ်လက်မနဲ့အထက်နှစ်လက်မခန့်ရောက်ရှိနိုင်တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝေမျှထားပါတယ်။ဒါအပြင်လေဖြစ်အာနယ်ရဲ့ဝန်ကြောင်မူကြီးတာလေပြင်းတိုက်ခိုက်တာ လိုင်းကြီးရာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကန်နီကန်ဝေငါးဖန်းထွက်တာကိုခေတ္တရက်နာဖို့လည်းတတိပေးထားပါတယ်။ ခရီနီပြည်ဒီမော့ဆိုအနောက်ချမ်းတနီယာကအာဇာနည်ကုန်းမှာနှစ်စင်းနဲ့တိုင်ပြုလုပ်နေကြဖြစ်တဲ့ကွင်းလွန်သူတွေအတွက်အောက်မေ့ဖွဲ့ရာဆူတောင်းပွဲ All Soul Day ကိုပြုလုပ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်စစ်သက်အာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကိုင်တော်လှန်ရေးမှာကြဆုံခဲ့တဲ့ရဲဘော်တွေကိုအောက်မေ့တတိယရဲအနေနဲ့ရဲဘော်ရဲဖက်တွေတငယ်ချင်းတွေပိတာစုတွေနဲ့ချစ်ခင်တပ်သူတွေအများအပြားလာရောက်ကြပြီးစီမီထွန်းပေးတာ ဝိုင်းဖွဲ့တချင်းဆိုတာတွေနဲ့နေ့စဉ်နဲ့တိုင်းစစ်စစ်ကကကျင်းပခဲ့ကြပါတယ်။မနေ့ကနိုဝင်ဘာလ၂ရက်နေ့ဟာကွေလွန်သူတွေအတွက်အောက်မေဖွဲ့ရာဆုတောင်းပွဲဖြစ်ပြီးကွေလွန်သွားတဲ့သူတွေအတွက်သူတို့ရဲ့ဝိညာဉ်အေးချမ်းဖို့ ကောင်းရဘုံဘွားရောက်ရှိဖို့အတွက်ဆုတောင်းပေးခဲ့ကြတယ်လို့သိရပါတယ်။စကိုင်းတိုင်းကဘလူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖရဲ့အကောက်အခွန်အရာရှိဦးမြင့်ကျော်ခေါ် အာခိုင်အပါဝင်အကောက်ကွန်အဖွဲ့ဝင်ခုနှစ်ဦးကိုပြီးခဲ့တဲ့အောက်တိုဘာလ၁၂ရက်နေ့ကဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က Federal FN ကိုအတည်ပြုပြောဆိုပါတယ်။သူတို့ခုနှစ်ဦးကိုငွေကြေးအလွဲသုံးစားပြုမှု မလျော်ဩဇာသုံးစွဲမှုမြို့နယ်ပအာဖာတစိမ့်တော့အတူပြုလုပ်မှုတက်သေးခံပစ္စည်းဖျောက်ဖျက်မှုနဲ့စစ်ကော်မရှင်ရဲ့ထောက်တိုက်တွေနဲ့ဆက်သွယ်မှုဆိုတဲ့ပြစ်မှု၅ခုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ပအာဖာဖက်ကလည်းတင်ထုတ်ပြန်လာခဲ့ပါတယ်။ ထိတ်သိမ့်ခင်ရတဲ့အခွန်အရာရှိဦးမြင့်ကျော်ခေါ်အားခိုက်ကပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာအချုပ်စခန်းမှာထိတ်သိမ့်ခံထားရတဲ့ NaN CDM အမျိုးသမီးကိုအတမပြုကျင့်မှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ရခိုင်ပါအဖအတာဝခံဦးမြင့်စောဦးခေါ်မဲခေါရဲ့ညီအရင်းဖြစ်တယ်လို့လဲကန့်ဘလူပါအဖရဲ့ပြောရေးဆိုခွင့်ရှိသူကဖရက်အဖန်ကိုပြောပါရတယ်။ဒါအပြင်ထိတ်သိမ့်ခံထားရသူတွေဟာ တစ်မောက်ခိုကားရေစီကနေခက်မှန်ဖို့တော့ခက်ခဲတဲ့ငွေကြေးပမာဏကိုအလွဲသုံးစားလုပ်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာအခွန်အရာရှိအပါဝင်ခနူးကို အရက်ဖက်တရားစီရေးဖက်ကိုလွဲပြောင်းထားပြီးတော့မြို့နယ်ပြည်သူလှုပ်ချုပ်ရေးအဖွဲ့ပါလာဖတ်စခန်းမှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်ဒီနေ့နိုဝင်ဘာလ3ရက်ဖရက်ဖိုင်ရဲ့နေ့စစ်တဲင်းတွေကိုကြားခဲ့ရတာပါကျမအင်ညီပါရှင် Federal Farm ရဲ့အစီအစဉ်တွေကိုကြားနေရတာပါ။ Federal Farm ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အခုຫນွေဥကပြာကိုတင်ဆက်ပေးကြပါမယ်။ကပြာဆရာတိုးကျော်သူရဲ့ငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တံတွေဆွဲကပြာကိုကြားရမှာပါ။မင်းမြတ်ကအတန်နဲ့တင်ဆက်ပေးထားပါတယ်။နားဆင်ကြည့်ပါရှင်။ငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တံတွေအပြင်မှာအရာရာဟာထိတ်လန့်မောင်းမဲ့ ဝေဒနာကိုစီနဲ့နှဆိုးဝင်မှုသလိုငါတို့စိတ်တွေမကျမ်းမာနေခဲ့တာဘလောက်ကြာပြီလဲနေကင်းကတော့ငါတို့ကြောချင်းကက်လောကကြီးကိုရင်မောပစ်ခဲ့ကြသည်ဒီလိုပါပဲငါတို့ရင်ခုန်တန်တွေ ပြန်ဆန်းနိုင် အန်ရဲစွန်းမှာလမ်းလျှောက်ရသလိုကြီးပဲငါတို့ရောငါတို့နိုင်ငံရောက စက္ကတ္တမရဲ့ဓာချက်တွေလို အခြေခံဥပဒေလိုတော်လန်ရေးတည့်ရလိုနည်းနည်းမှအမှားခံလို့မရခဲ့ဘူး ခုညဆိုရလဲငါတို့အသားကြနေစေအဆင်မပြေမှုတွေကို မောင်းတင်တနေ့ဆိုရဲပြက်မှတ်စီမျောလင်းချက်ကြီထိုးထားရတဲ့ညတွေတဲကတညမဟုတ်လားအီစီပေါ်ကိုလူမလိုချင်တာတွေပဲရတဲ့နှစ်တွေကိုယိုးနေပြီငါတို့ကလင်းမဲ့တွင်းနဲ့ကြီးတယ်တယောက်ခံစားချက်တယောက်ထိုးဖောက်တိမြင်ခဲ့ကြတဲ့ရဲဘော်တွေပဲမဲမှလည်းမဲမရောက်ချင်တဲ့အလွမ်းနဲ့ ငါမှလည်းငါခီးမဆက်ချင်တဲ့အဆွေးနဲ့မင်းတို့ငါတို့ကကြပြားလေးတွေရေးပြီးကို့နှလုံးသားလေးကိုအေးအေးချမ်းချမ်းထားချင်တာပါဆဲ့အတွင်းကဆိုင်ကုန်ကိုမင်းလည်းမကြည့်ရသလိုဟစ်တလာလက်အောက်ကပါရီကိုငါလည်းကြည်ကွဲရတယ်ငါတို့မျက်နှိုးတဲ့ဘဲမျိုးကြီးကိုမဆိုသူတို့ရဲ့သွေးထက်တန်ရုံနေ့ရက်တွေတမိုင်းတည်းထက်ပါလာမှာငါတို့မလိုလားကြပါဘူး ငါတို့ကတဘာဝရဲစီးမျောရတာကြိုက်တယ်။ပန်းကလေးတွေဖူးပွင့်မြဲပွင့်နေတာကိုချစ်တယ်။ကိုလှမ်းနိုင်တဲ့လောက်ရောက်မဲ့လမ်းလေးကိုတံမိုးထားတယ်။ကြောဘိုးအိတ်တလုံးနဲ့စိတ်ပျော်ရလွင့်ခဲ့တဲ့စာသင်ခန်းချိန်တွေလမ်းဘေးအုပ်ခုံတွေရဲ့ဂစ်တာသံညတွေဖြတ်ကျော်ခဲ့ရာကာလတွေစီငါတို့ရဲ့အမှတ်ရမှုတွေကနယံတစ်ခုမှာအချိန်ကြာပဲ့တင်နေုံမှသိကြတယ်။အော် မင်းတို့ငါတို့ရဲ့နိုင်တွေဟာ စီးကျက်ညီခဲမှုတွေအများသာအကြိုက်ခဲပြောက်ဆေးတွေနဲ့လူလုတ်စစ်ပွဲတွေကိုပဲမုံပါတယ်တို့ကြော်သူ90.2 megahertz Federal FM 96.0 Federal FM ကအတန်လွှင့်နေပါတယ်။ငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တန်တွေဆိုတဲ့ຫນွေဥကပြာကိုနားဆင်ကြရတာပါ။အခုနောက်ဆုံးအနေနဲ့အာရောချန်ကျမကြီးစီစဉ်ကနေသွေးတိုးယောဂအကြောင်းကိုကြားရမှာပါ။မြူတာညညရေးအစိုးရကျမ်းမာရေးဝန်ကြီးဌာနတယ်လီကျမ်းမာအခမဲ့အွန်လိုင်းစည်းကမ်းကတမားတော်ဒေါက်တာလာယောင်ကသွေးတိုးယောဂဆိုတာပါလဲဘယ်အရွယ်တွေမှာဖြစ်တတ်တယ်လဲသွေးတိုးကိုပိုဆိုးစေတဲ့အကြောင်းရင်းတွေသွေးတိုးလက္ခဏာတွေနဲ့ကုသနည်းတွေကိုပြပြထားပါဗျ ဒီစီစဉ်ကိုကျမဝါဇူနဲ့မြန်မြန်စီစဉ်ပြီးတော့ကျမဝါဇူကတင်ဆက်ထားတာပါတေဥစုအပရာတဟိုက်တဘဒါအိုပါဥကရောမင်္ဂလာပါအာရောဂျန်ဆိုရဲတဲမာရီအစီစဉ်ကနေပြန်ပြီးတော့ကြိုးဆိုပါတယ်ဒီပိုင်းမှာတော့သွေးတို့ယောဂအကြောင်းတင်ဆက်ပေးကြပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနတယ်လီကျန်းမာအခမဲ့အွန်လိုင်းစီကံကတမားတော်ဒေါက်တာလိုက်အောင်က သွေးတို့ယောဂါစွာပါလေ ဘယ်အရွယ်တွေမှာဖြစ်တတ်တယ်လဲသွေးတို့ကိုပိုဆိုးစေတဲ့အကြောင်းရင်းနေသွေးတို့လက္ခဏာတွေနဲ့ကုသနည်းတွေကိုပြပြပေးထားပါတယ်ဒီစီဇန်ကို ကျမဝါဆိုနဲ့မြက်မြက်ကစီဇန်ပြီးတော့ကျမဝါဆိုကတင်ဆက်ပေးထားတာပါတေဥဆူအဖရာတဟိုက်တဘဒါအူပါဥခရောအားလုံးပဲမြင်လာပါကျမကတော့တယ်လီချမ်းမာတမကတော့ဒေါက်တာလိုင်အောင်ဖြစ်ပါတယ်ဒီနေ့တော့သွေးတို့ရောဂါအကြောင်းပြပြပေးချင်ပါတယ် သွေးတိုးယောဂါဆိုတာတော်တော်လေးကိုအဖြစ်များတဲ့ယောဂါတစ်ခုပဲဖြစ်ပါတယ်လူဦးရေ20ရာခိုင်နှုန်း25ရာခိုင်နှုန်းခန့်မှာသွေးတိုးယောဂါရှိပါတယ်ပထမဆုံးအနေနဲ့သွေးတိုးယောဂါဆိုတာဘာလဲဘယ်လိုအခြေအနေဆိုသွေးတိုးဖြစ်နေပြီလို့သတ်မှတ်နိုင်လဲဆိုတာလေးကိုရှင်းပြပါမယ်လူတူဦးမှာပုံမှန်ရှိတဲ့နဲ့သွေးပေါင်ပမာဏထက်များနေရင်တော့သွေးတိုးယောဂါရှိပြီလို့ပြောကြပါဗျ ွေးပေါင်မှာနှစ်ခုရှိတယ်အပေါ်သွေးနဲ့အောက်သွေးရှိပါတယ်အပေါ်သွေး140အောက်သွေး90တက်ကြုံနေရင်ဒါကိုသွေးထုတ်ရှိပြီလို့ကြမ်းမြစ်သတ်မှတ်တယ်ဒါပေမဲ့တစ်ခါတည်းတိုင်းလိုက်လို့သွေးပေါင်တက်နေုံနဲ့သွေးထုတ်ရှိပြီလို့ပြောလို့တော့မရသေးပါဘူးအဲအချို့ခြေနေတွေပေါ့နော်တိုင်းလိုက်တဲ့ချိန်မှာသွေးပေါင်က200 120တော်တော်လေးကိုများနေတော့တခါလေဒါသွေးတို့ရှိတာတေးကြတယ်လို့ပြောလို့ရတဲ့အနေအထားရှိပါတယ်အဲ့လိုအနေအထားလွဲလို့ 140 90တန်းနည်းနည်းကျော်တဲ့150တရား160တရားစသည်ဖြင့်ဆိုရင် တော့တစ်ချိန်တည်းတက်ရုံနဲ့သွေးတို့ရှိနေပြီလို့ပြောရတာခက်ပါတယ်အဲစီးကန်းနေမှာတိုက်နဲ့သွေးပေါင်ဆိုရင်လည်းတခါတည်းတိုက်နာမျိုးမဟုတ်ပဲနဲ့တပတ်ချာပြီးနှစ်ကြိမ်သုံးကြိမ်လောက်တိုက်ကြည့်ပြီးမှတက်နေရင်သွေးတို့ရှိရလို့ယူဆပါမယ်။အိမ်မှာမိမိဘာသာတိုက်မယ်ဆိုရင်လည်း digital သွေးပေါင်ချိန်စမ်းနဲ့တိုက်ကြည့်လို့ရပါတယ်။တနေ့ကိုနှစ်ကြိမ်မနက်တစ်ခါညနေတစ်ခါတိုက်ပါမယ်။ တပတ်လောက်တောက်လျှောက်တိုင်းလာပြီးရတဲ့သွေးပောင်ချိန်ပမာဏတွေကိုကြည့်ပြီးတော့အများစုက140 90ချောနေမယ်ဆိုရင် သွေးတို့ရှိနေပြီးသွေးပောင်တက်နေပြီလို့ယူဆလို့ရပါမယ်သွေးပောင်တိုင်းတဲ့နေရာမှာမှန်ကန်တဲ့သွေးပောင်ချိန်ကိုရဖို့ကအရေးကြီးတယ်။မှန်ကန်တဲ့သွေးပောင်ချိန်ကိုရဖို့ဒီ တိုင်းနဲ့နီးစနစ်စနစ်တကျဖြစ်ဖို့မှန်ကန်မှုလိုပါတယ်။လှုပ်ရှားနေတဲ့အချိန်လမ်းလျှောက်တဲ့လေကားတက်တဲ့ချက်ချင်းသွေးပေါင်တိုင်းလိုက်လို့ရှင်မှန်ကန်တဲ့သွေးပေါင်မရနိုင်ပါဘူး။အဲ့တော့သွေးပေါင်တိုင်းရဲ့နီးမှာဖြစ်နိုင်ရင်9မိနစ်လောက်နားယူပြီးမှတိုင်းတင်ပါတယ်။သွေးပေါင်တိုင်းတဲ့အခါမှာအနေထား2မျိုးနဲ့တိုင်းလို့ရတယ်။လှဲရက်အနေထားနဲ့လည်းတိုင်းလို့ရတယ်။လှဲရက်အနေထားဆိုရင်ပက်လက်အိတ်တဲ့အနေထားဒူးကောင်ကိုကွေးထားတာမျိုးထောင်ထားတာမျိုးမလုပ်ပဲနဲ့ဒူးကောင်ကိုတဆန့်နဲ့တစ်ဖြန့်နဲ့ဆန့်ထားတဲ့အနေထားမျိုးမှာသွေးပေါင်တိုင်းရပါမယ်။ ထိုင်ရက်တိုင်းလိုလည်းရပါတယ်ထိုင်ရက်တိုင်းမယ်ဆိုရင်လည်းအဲတမင်ကြီးချိတ်ထားတာခြေထောက်ကိုကွေးထားတာခြေထောက်ချိတ်ထားတာမျိုးမလုပ်ပဲနဲ့ခြေထောက်နှစ်ချောင်းကိုနီနီညံ့ညာချထားရပါမယ်တွေးပေါင်ချင်းဆက်ကိုနှလုံးနဲ့တံတန်းနဲ့ ရှိတဲ့ level မှာထားရပါမယ်။သွေးပေါင်တိုင်းနဲ့လက်ကိုလည်းလေးပေါ်မှာမြှောက်ထားတာမျိုးမဟုတ်ပဲနဲ့လက်ကိုတောက်မထားရအောင်အရှိရာစပွဲသို့မဟုတ်ခုံလက်တန်းပေါ်မှာတက်တောင့်တက်တာလေးတင်ထားတဲ့အနေထားမှာတိုင်ရပါမယ်။အဲ့လိုစနစ်တကျတိုင်းပြီးတော့ရလာတဲ့သွေးပေါင်ကိုယူပြီးတော့မှသာသွေးတို့ရှိတယ်မရှိဘူးတတ်မှတ်တဲ့နေရာမှာဆုံးဖြတ်လို့ပိုတင်တော့ပါမယ်။ဒါကြောင့်လေသွေးတို့ရှိမရှိ ဆိုတာမိမိဘာသာဆုံးဖြတ်လိုက်တာမျိုးမဟုတ်ပဲနဲ့နားလေတက်ကြွနဲ့ဆရာဝန်နေနဲ့ပဲအဲဆွေးနွေးပြီးတော့တွေးလို့ရှိတယ်မရှိဘူးသတ်မှတ်တာတော့ပုံပြီးတော့တင်တော်ပါတယ်နောက်တစ်ချက်ကတော့တွေးလို့ယောဂါဘာကြောင့်ဖြစ်လဲဆိုတာကိုစက်ပြီးပြောပြပေးခြင်းပါတယ်တွေးလို့ယောဂါကိုအင်္ဂလိပ်လို hyper tension လို့ခေါ်ပါတယ်အခံယောဂါတစ်ခုခုရှိတဲ့အချိန်မှာတွေးတူတက်ပါတယ်။အဲ့ဒါကိုတော့ secondary hypertension လို့ခေါ်တယ်။အခံယောဂါတစ်ခုခုဆိုတာ ဥပမာပြောရရင်ကြောက်ကဲ့ရောဂါကြောင့်တွေးတိုးတာဟော်မုန်းဓာတ်ပြောင်းလဲတွေကြောင့်တွေးကြောရောဂါတွေကြောင့်ဆေးတောက်နေတဲ့ဆေးတစ်ခုခုရဲ့ဘေးထွက်ဆိုးကျိုးကြောင့်အရက်အလွန်ကျွန်းတောက်တာကြောင့်အိပ်နေတဲ့အချိန်မှာသက်ရှူရဲ့လမ်းကြောင်းပိတ်တာကြောင့်ဒါမျိုးတွေကြောင့်တွေးတိုးတာမျိုးဆိုလို့ရှိရင်အခံရောဂါတစ်ခုခုကြောင့်တွေးတိုးတာ secondary hypertension လို့ခေါ်ပါတယ်။ဒါပေမဲ့တွေးတိုးရောဂါအများစု90 95ရာခိုင်နှုန်းကအခံရောဂါမရှိဘဲနဲ့တွေးတိုးတာ primary hypertension လို့ခေါ်ပါတယ်။အဲ့လိုမျိုးအခံရောဂါမရှိဘဲသွေးတိုးတာကတော့ညိုညိုဗီဇာနဲ့ကိုယ့်ရဲ့အနေထိုင်ပြုမှုတွေကြောင့်ဖြစ်တာပါ။ဘလို့အနေထိုင်ပြုမှုတွေကသွေးတိုးတက်လဲဆိုတော့အစာတောက်မှုပုံစံကိုယ်လက်လှူရှားမှုနည်းတာစိတ်ဖိစီးမှုများတာကိုယ်လေးချိန်ရှိတဲ့နဲ့ပမာဏတက်များတာအရက်အလွန်ကျွမ်းတာတုံးတာဆက်လိုက်တောက်တာစသည်ဖြင့်အနေထိုင်ပြုမှုတွေကြောင့်တွေ့တိုးတတ်ပါတယ် နောက်ချက်ကတော့သွေးရောဘယ်ရွယ်ကြီးမှာဖြစ်လိမ့်ရှိလဲသွေးရောဂါကလူလက်ပိုင်းအသက်40ကျော်အရွယ်လောက်ကနေစပြီးဖြစ်တတ်ပါတယ်။ဒါပေမဲ့အခံရောဂါတစ်ခုခုကြောင့်သွေးတိုးတာဆိုလို့ရှိရင်အသက်ငယ်ငယ်လူငယ်ပိုင်းတွေကစပြီးဖြစ်တတ်ပါတယ်။ရောင်းမြန်ပြန်တွေးကြည့်ရင်အသက်ငယ်ငယ်20 30လောက်မှာတည်းကသွေးတိုးရှိပြီဆိုရင် ပုံမှန်သွေးတိုးတာတက်ဆိုင် အခံရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။ဒါကြောင့်သေချာစမ်းသပ်စီမှုတွေပြုလုပ်တတ်ပါတယ်။ နောက်တစ်ခုပြောပြပေးချင်တာကတော့ဘယ်အရာတွေကသွေးတိုးကိုပိုဆိုးစေနိုင်တာလဲအပေါ်မှာတော့အကြမ်းမြင့်ပြောပြထားတာရှိပါတယ်အဓိကကတော့ကိုယ့်ရဲ့အနေထိုင်ပြုမှုပေါ်မှာအများကြီးမူတည်ပါတယ်အစားအသောက်ပုံစံမှာငံနိုးနဲ့အစားအစာတွေဆိုဒီယမ်ပါဝင်မှုများတဲ့အစားအစာတွေဟာသွေးတိုးကိုပိုဆိုးစေပါတယ်အဆီများတဲ့အစားအစာတွေဆိုင်လည်းပိုဆိုးစေတတ်ပါတယ်နံပါတ်2ကတော့ကိုယ်လေးချိန်ပုံမှန်တက်များတဲ့သူတွေ လူတိုင်းမှာရှိတဲ့ကိုယ်လေးချိန်ပေါ့နော်။ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်လေးချိန် healthy BMI ဆိုတာရှိရယ်။ကိုယ့်ရဲ့ကိုယ်လေးချိန်နဲ့အရက်ကိုအထိုးချပြီးတွက်ရတာပေါ့နော်။အဲ့ဒါလေးကိုသိကြလို့ရှိရင် BMI တွက်တာလေးတွေ online မှာရှာပြီးတွက်ကြည့်လို့ရတယ်။ဒါဆိုကိုယ်မှာရှိတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်လေးချိန်ဆိုတာရှိမှာပေါ့နော်။အဲ့ဒါပုံများနေပြီး၊ဝါနေပြီးဆိုရင် ကိုယ်လေးချိန်များနေတဲ့သူတွေမှာတွေးတူပူဆိုးစေတတ်ပါတယ်။ ိုလက်လှူရှာမှုမလုပ်အင်းနေနေတဲ့သူတွေမှာသူတို့ပို့ဆိုးစီတယ်အရက်ကိုအလုံးကြုံတောက်တဲ့သူအရက်ကတပတ်ဆိုလို့ရှိရင်အယ်ကိုဟောယူနေပုံနော်အရက်ရဲ့ပမာဏ14ယူနေတဲ့ပိုပြီးမတောက်ရအောင်အဲ့လို14ယူနေတဲ့ပိုပြီးတော့တောက်သုံးတဲ့သူတွေဆိုရင် သွေးတို့တာပိုပြီးဆိုးစေနိုင်တယ်ဆက်လက်တောက်တဲ့သူတွေမှာသွေးတို့ပိုဆိုးစေပါတယ်စိတ်ဖြည့်စည်းမှုအများများတတ်တဲ့သူစိတ်ပူပန်မှုများတတ်တဲ့သူတွေမှာလည်းတွေးတော့ပို့ဆိုးစေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့သွေးတူးနေမှန်းဘယ်လိုသိနိုင်လဲသွေးတူးနေဘယ်လိုခံစားရတယ်လဲလူအများစုမှာသွေးတူးကလက္ခဏာမပြတတ်ပါဘူးဒါကြောင့်သွေးတူးနေမှန်းမသိတတ်ပါဘူးအချို့မှာတော့ခေါင်းအုံခေါင်းကြိုက်တာဇက်ကြောထိုးတာမျိုးတွေဖြစ်တတ်ပါတယ်သွေးရံတိုးလာရင် အမြင်အာရုံဝါတာအန်တာတတိမမှန်တာတက်တာတွေအထိဖြစ်နိုင်ပါတယ် အများစုမှာလက္ခဏာမပြတဲ့အတွက်ကြောင့်လက္ခဏာမပြပဲသိအောင်ဆိုရင်ပုံမှန်သွေးပေါင်တိုင်းရပါတယ်။ကျန်းမာနေတဲ့သူတယောက်ဆိုရင်တော့မှအသက်40ကျော်လာရင်အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ်သွေးပေါင်ပုံမှန်တိုင်းပေးသင့်ပါတယ်။အသက်20ကျော်ရွယ်မှာဆိုရင်တော့နှစ်နှစ်သုံးနှစ်တစ်ကြိမ်လောက်တော့သွေးပေါင်တိုင်းပေးနိုင်ရင်ပိုကောင်းပါတယ်။ပြီးတော့သွေးတို့ကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေကိုဆက်ပြီးပြောပြပေးစင်ပါတယ်။ သွေးရူးကပုံမှန်မထိမ့်မဲ့ထားမယ်သွေးပေါင်အရန်တက်တယ်သို့မဟုတ်ရေရှိသွေးပေါင်များနေမယ်ဆိုလို့ရှိရင်အဓိကခန္ဓာကိုယ်မှာလေးနေရာကိုထိခိုက်ပါတယ်အာနံပါတ်၁ကတော့အုံနောက်ပေါ့နော်အုံနောက်မှာ လေဖြတ် လေဆန်းတာရဖြစ်တတ်တယ်လေဖြတ်တာမှမှအုံနောက်တွေကျော်ပိတ်တာရောအုံနောက်တွေကျော်ပောက်တာနှစ်မျိုးလုံးဖြစ်စေတတ်ပါတယ်သွေးပေါင်အရမ်းများလာရင်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်ပြီးတော့တတိလက်တာတတ်တာတွေဒီဖြစ်နိုင်ပါတယ်။ နံပါတ်1ကတော့နှလုံးနဲ့သွေးကြောတွေကိုထိပါတယ်။နှလုံးမှာဆိုရင်နှလုံးသွေးကြောကျင်းတာပိတ်တာဖြစ်တတ်တယ်။သွေးပေါင်များနေအောင်နှလုံးကလိုက်ညရတဲ့အတွက်ကြောင့်နှလုံးကြွက်သားတွေကြီးလာတာ။နောက်ပိုင်းကျရင်ပန်းသွားပြီးတော့နှလုံးကမညစ်နိုင်တော့ဘဲနဲ့အမိုးဖောက်တာတွေဖြစ်တတ်ပါတယ်။သွေးကြောတွေမှာဆိုရင် သွေးကြောတွေနေရံနေမှာလာတာသွေးကြောကျင်းတာဖြစ်တတ်တယ်။နှလုံးကနေအတိအကထွက်လာတဲ့သွေးလွတ်ကြောမကြီးကိုအတင်းကနေထိုးခွဲလိုက်တာမျိုး သွေးကြော क्वे သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။နံပါတ်3ကတော့ကြောက်ကက်ကိုထိပါတယ်။ကြောက်ကက်အားနေတာကြောက်ကက်ပျက်စီးတာဖြစ်တတ်တယ်။နံပါတ်4ကတော့သွေးတို့ကြောင့်မျက်စိကိုထိပါတယ်။မျက်စိကိုသွေးတို့ကြောင့်ထိရင်တစ်ခါတလေကြာရင်အမြင်အာရုံကထိကြိုက်တာအထိဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့သွေးတို့ရှိလာပြီဆိုရင်ကုသကိုဘာတွေလုပ်တဲ့လဲဆိုတာကိုဆက်ပြီးဆွေးနွေးပါမယ်။ တွေ့လို့ရှိလာရင်နားလေတက်ကြွနေဆရာဝန်အနေနဲ့တိတိကျကျတိုင်နေပြီးကုသမှုခံယူတက်ပါတယ်။မကုသခင်မှာတော့အရင်ဆုံးလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ရပါတယ်။အခံယောဂါရှာဖို့ရော နောက်ဆက်တွဲစိုးစုတွေရှိမရှိသိရဖို့ရောလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ရပါတယ်။ကုသမှုအပိုင်းမှာတော့အဓိကနှစ်ခုပါ။နေထိုင်မှုပုံစံကိုကျန်းမာရေးနဲ့ညီညွတ်အောင်ပြောင်းရပါမယ်။လိုအပ်လာရင်တွေးကြစီတောက်ရပါမယ်။ နေထိုင်မှုပုံစံကိုကျန်းမာရေးနဲ့ညီညွတ်အောင်ပြောင်းဖို့ဘာတွေလုပ်ရမလဲဆိုတော့အစားပမာဏလျှော့စားရပါမယ်။တဏီကုံစားသမျှအစားအသောက်တွေဟင်းဟင်းရီမုတ်ပဲတီစားအကုန်လုံးမှာပါတဲ့အစားပမာဏသည်လက်ဖက်ရည်စုံတစုံထက်နည်းရပါမယ်။အစီလျှော့စားရပါမယ်။အမြင်တတ်များများစားရပါမယ်။ဆက်လိတ်တောက်တဲ့ရင်ဆက်လိတ်ကို လုံးဝထည့်ရပါမယ်။အရက်တောက်တဲ့ရင် အလွန်ကြုံမတောက်ရပါဘူး။ အရက်ပမာဏအဲကိုယူနစ်တစ်ဘက်ကို14ယူနစ်အောက်မှာပဲတောက်သုံးတင်ပါတယ်။ကိုလေးချိန်ကကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုလေးချိန်ထက်များနေမယ်ဆိုရင် ကိုလေးချိန်လျှော့ဖို့လုပ်ရပါမယ်။ကိုလက်လှူရှောင်းအားကစားတွေပုံမှန်လုပ်ရပါတယ်။ချွေးထွက်အောင်လုပ်နိုင်တဲ့ကိုလက်လှူရှောင်းမှုမျိုးကိုတစ်ခါလုပ်ရင်အနည်းဆုံးနာရီဝက်မိနစ်40ခန့်တစ်ပတ်မှာ၃ရက်ကနေ၄ရက်လောက်အထိ ပုံမှန်လုပ်ပေးရပါမယ်။စိတ်ပြည့်စည်မှုတွေညာနေရင် လျှော့နိုင်အောင်ကြိုးစားရပါမယ်။ဒါကတော့ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုစမ်းမာရင်းနဲ့ညီညွတ်အောင် ပြောင်းလဲရတာပါ။နောက်တစ်ပိုင်းကတော့တွေးကြစီတောက်ဖို့လူမလို့ဆရာဝန်ကဆုံးဖြတ်ပေးပါလိမ့်မယ်။တွေးတူတိုင်းတွေးကြစီတောက်စရာမလိုသေးပါဘူး။အများကြီးတို့တာမဟုတ်သေးရင်ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲပြီးတွေးပေါင်းမှန်မှန်တိုင်းပြီးစောင့်ကြည့်ရပါလေ။အဲ့လိုနဲ့မကြတော့မှာ သို့မဟုတ်တွေးတူပမာဏအစရေကအရန်များနေနေဆိုရင်တော့အဲ့လိုအချိန်လေးမျိုးမှာတွေးကြစီတောက်ဖို့လိုပါတယ်။တွေးကြစီဒီမှာတချို့တွေးကြစီတွေဟာအာနိသင်ပြဖို့အတွက်အချိန်တစ်ခုစောင့်ရပါတယ်။ချက်ချင်းကြာသွားတာမျိုးမဟုတ်ပါဘူး။အရေးပေါ်တွေးတို့အခြေအနေရလွယ်ရင်ပုံမှန်ဆိုရင် တွေးပါကိုဖြည်းဖြည်းမှန်မှန်ချတာပို့ပြီးအနေရကင်းပါတယ်။အရေးပေါ်တွေးတို့ရဲ့အခြေအနေဆိုရင်တော့လိုအပ်ရင်ထိုးစီတွေးကြစီထိုးစီတွေတုံးပြီးမြန်မြန်ချဖို့လိုနိုင်ပါတယ်။ ပုံမှန်ကတော့ဖြည်းဖြည်းမှန်မှန်ကျသွားတာပိုပြီးကောင်းပါတယ်။သွေးပေါင်အတွက်သွေးကြစီတစ်ခုနဲ့မထိန်းနိုင်ဘူးဆိုရင်လိုအပ်ရင်သွေးကြစီနောက်တစ်မျိုးကိုပေါင်းပြီးတောက်ရတာမျိုးလည်းရှိနိုင်ပါတယ်။အဲတော့သွေးတိုးပြီဆိုရင်သွေးတိုးကကုသရင်ပြတ်ကင်းမှာလားဆိုတော့ အခန့်ယောဂတခုခုကြောင့်ဖြစ်တဲ့သွေးတူးဆိုရင်တော့အခန့်ယောဂကိုကုလိုက်ရင် အခန့်ယောဂကလည်းကုလို့ပျောက်ကင်းတဲ့ယောဂမျိုးဆိုရင်တော့သွေးတူးကပျောက်ကင်းသွားနိုင်ပါတယ်။သူ့ကြစီတွေကိုရေရှည်တောက်စရာမလိုပဲရက်လိုက်လို့ရပါတယ်။ဒါပေမဲ့လူများစုမှာဖြစ်တဲ့အခန့်မရှိပဲဖြစ်နေတဲ့သွေးတူးယောဂ primary hypertension မှာဆိုရင်တော့ပျောက်ကင်းသွားရဲဆိုတာရှားပါတယ်။စေးတောင့်နေတဲ့အချိန်မှာသွေးပါမှုထိန်းထားနိုင်တာမို့လို့စေးဖြတ်လိုက်ရင်ကြံတက်လာမှာပါ။ဒါကြောင့် တောက်လျှောက်တွေးကြသည်ပုံမှန်တောက်ပြီးတော့ထိန်းထားရပါတယ်။တွေးတိုးရှိနေပြီဆိုရင်တော့တွေးပောင်ကိုပုံမှန်ချိန်ပေးဖို့လိုအပ်ပါတယ်။အနည်းဆုံးတစ်ပတ်ကို2ချိန်3ချိန်လောက်ချိန်ရပါတယ်။ထားရမှာတော့တွေးပောင်ချိန်140 90အောက်ကိုရအောင်ထားနိုင်မှာကောင်းပါတယ်။ယောဂအနေထားပုံမူတည်ပြီးတခါတလေသွေးပောင်ချိန်130 80အောက်ကိုထားဖို့လဲဆရာဝန်ကလိုအပ်ရင်ညွှန်ကြားပါလိမ့်မယ်။နောက်ဆုံးအချက်ကတော့ကာကွယ်ဖို့အတွက်ပါ သွေးတို့မရှိသေးပေမဲ့လည်းသွေးတို့သွေးတို့မဖြစ်ခြင်းကိုကာကွယ်ဖို့ဆိုလို့ရှိရင်တော့အရေးကြီးဆုံးကကိုယ့်အတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကိုဟိုနေရပါမယ်။သွေးတို့ရောဂါလက္ခဏာမပြတဲ့အတွက်ကြောင့်လက္ခဏာမရှိနေပေမဲ့လည်းအသက်40ကျော်လာရင်တစ်နှစ်ကိုတစ်ခါလောက်သွေးပေါင်ကိုပုံမှန်ချိန်ပေးဖို့လိုအပ်ပါတယ်။တေအိုဆိုအိုပရာတဟိုက်တဘဒါအိုပါအိုခရော 90.2 MHz အလုံးရဲ့အသံ Federal FM တော်ရရှင်များရှင်လွိုက်ကောဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးကိုမြေပြင်စီရေးချိန်နေရအသုံးပြုသွားလာတာမပြုလို့ကြဘူး Greeny မျိုးသားများကာကွယ်ရေးတပ် KNDF ကအများပြည်သူထံကိုအသိပေးထားပါဗျာ ဒါကြောင့် Federal Fan ပြည်သက်တွေအနေနဲ့အသွားလာဂရုစိုက်ဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရင်အတိပေးတာတတိပေးတာတွေကိုလိုင်းနာကြဖို့အတိပေးကြပါတယ်90.2 MHz Federal FM Federal FM ရဲ့တနင်္လာနေ့ထုတ်လွှင့်တဲ့အစီအစဉ်တွေကိုကြားခဲ့ရတာပါ အခုအစီအစဉ်တွေကို Federal Fan ဝိုင်းတော်သူဝိုင်းတော်သားတွေပူပေါင်းတင်ဆက်ခဲ့တာပါ Federal Fan ရဲ့အစီအစဉ်တွေကို Federal Fan Facebook YouTube Telegram Website Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ် Greeny ပြည်မှာတော့ Radio မှာ90.2 MHz 90.2 MHz မှာညနေ6:00နာရီကနေည7:00နာရီထိထုတ်လွှင့်ချိန်မှာဖမ်းယူနားဆင်နိုင်ပါတယ် ဒီနေ့ညထုတ်လွှင့်ချက်တွေကိုပြန်ပြီးတော့နားဆင်ကြတယ်ဆိုရင်တော့ရေဒီယိုမှာမနေ့ပြန်မနေ့7တနာရီကနေနေ့လယ်တနာရီထပ်မံထုတ်လွှင့်ချိန်မှာထပ်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်90.2 MHz Federal FM Federal FM အားလုံးရဲ့အတန်း j o r